တရားရခိုင်နှုတ်ပတ်ဆိုင်ရမယ်ကျွန်တော်ကိုယ်တိုင်ခနေတနမခနေဒေါ်လာမြန်မာငွေနဲ့ဆိုရဲ3000ကျော်ကို Mining APP လေးတွေထဲကနေပတ်ဆိုင်ထုတ်ပြပေးသွားမှာဖြစ်ပါတယ် Mining APP လေးတွေထဲကနေရရှိလာတဲ့ ROX Square လေးတွေကို KB WP2 နဲ့ကျွန်တော်စီမလာထုတ်လို့ရပြီးတော့ရရှိလာတဲ့ ROX Square လေးတွေကို AC Wallet ထဲကိုပြောင်းဆွေမယ် AC Wallet ထဲကနေရရှိလာတဲ့ ROX Square လေးတွေကို USDT အနေနဲ့ပြောင်းဆွေမယ်ပေါ့နော် UNC အနေနဲ့ရရှိလာပြီးဆိုရဲခလေတူအခြေတွေဖြစ်တဲ့ဘိုင်နေဘိုင်ဘီ OKA ပြီးခဲ့အစားစီလက်ခလေးတဝိုးလက်ထဲကိုပြောင်းဆွေပြီးတော့မြန်မာငွေဘလို့ပြန်ချိန်မလဲဆိုတာဒီကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ online ငွေစာဂိတ်တွေကနေပတ်စံထုတ်ဖို့ပေးပတ်အကောင့်လေးတွေကိုကိုလူတို့အနေနဲ့ကန်ဆန်းချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုပြပြေးနေခံပြီးတော့ကြည့်စုပေးပါ like and comment လေးရေးခဲ့ပေးပါတော့ပေးပတ်အကောင့်လေးတွေကိုမဲဖောက်ပေးရမှာကိုလူတို့အနေနဲ့ပါဝင်ကန်ဆန်းလို့ရမှာဖြစ်ပါတယ်။ကျွန်တော်နဲ့အတူဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့အဆုံးထိ like ပါ Yesu tua leh ya apa no? ခေကျွန်တော်မနေ့ကတည်ပြလိုက်တဲ့မိုင်းနေအပီလေးတွေထဲကနေကျွန်တော်ပတ်ဆက်ထုတ်ယူထားတဲ့ပမာဏလေးတွေကိုကိုလူတို့ကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ဒီမှာဆိုရင်ခနေတနမခနေ USDT ပဲဖြစ်ပါတယ်။မြန်မာငွေနဲ့ဆိုရင်3000ကျော်ကိုပတ်ဆက်ထုတ်ယူခြင်းအောင်မြင်ထားတဲ့မိုင်းနေအပီလေးတွေထဲကနေကျွန်တော်ဒီမှာဘိုင်းနေနဲ့ပတ်ဆက်ထုတ်ထားတာလေးပဲဖြစ်ပါတယ်။ဒီအောက်မှာဆိုရင်လည်းပဲကျွန်တော်တို့ဒီမှာ withdraw complete ဆိုပြီးတော့ပြပေးထားတာလေးပဲဖြစ်ပါတယ်ပေါ့နော်။ lower တရားရခိုင်နှုတ်ပေးပြီးတော့ပတ်ဆက်ထုတ်ရ ောက်မှဆိုရဲအခုထုတ်အခုကျွန်တော်တို့ရဲ့ဘိုင်းနေအကောင့်လေးတက်ကိုပတ်စံဝေလာမှာပဲဖြစ်ပါတယ်။ Okay ငွေထုံးနည်းနဲ့အတူကျွန်တော်အသေးစိတ်ထပ်မံပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီ Okay ကျွန်တော်အစစ်ဗီဒီယိုမှာတည်ပေးလိုက်တဲ့ဒီမိုင်းနေ app လေးတောက်ခုကိုပေါ့နော်ကိုလူတို့အနေနဲ့နောက်လည်းသိစီမဲ့လို့ကျွန်တော်သင်မိပါတယ်။ဒီ app လေးတွေကိုကိုလူတို့ရယူမဲ့ဆိုရဲကျွန်တော်ပေးထားတဲ့လေးကနေတချင်ဝေလိုက်ပြီဆိုရဲဒီ play store တဲ့ကိုရရှိလာမှာဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ကိုလူတို့ကဒီလိုပေါ့ဆိုတဲ့ app လေးကို install လုပ်ပေးရမှာဖြစ် ပါတယ်ဒုတိယတစ်ခုအနေနဲ့ကျွန်တော်တို့ကဒီမှာ Robot Reader ဆိုတဲ့ app လေးကို install လုပ်ပေးရမှာဖြစ်ပါတယ်တတိယတစ်ခုအနေနဲ့ကျွန်တော်တို့ကဒီမှာ Robot File ဆိုတဲ့ app လေးကို install လုပ်ပေးရမှာဖြစ်ပါတယ်ဒီ app လေးသုံးခုကိုပေါ့နော်ကျွန်တော်ပေးထားတဲ့လေးကောင်ဒီကိုလူတို့အလွယ်တကူ download ဆွဲလို့ရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီ Robot ဆိုတဲ့ app လေးတစ်ခုကျွန်တော်တချစ်ဝင်လိုက်မှာပေါ့နော်ဒီ app လေးကိုအသုံးပြုသူအသေးဆိုရဲ Google account တစ်ခုနဲ့ account ပြုလုပ်ပေးရမှာဖြစ်ပါတယ်ကိုလူတို့အနေနဲ့ပေါ့နော်ဒီထဲကနေကျွန်တော်တို့က ခေပေးဝပေတို့နဲ့မြန်မာငွေတိုက်ရိုက်ကျွန်တော်စီမလာထုတ်လို့ရမှာဖြစ်ပါတယ်ဒီလိုမြန်မာငွေချိတ်ဖို့ဆွေကိုလူတို့ကဒီဇီတို့နေရာမှာဝမ်ဖြင်းနေရကျွန်တော်စီမစတဲ့မြန်မာငွေလာထုတ်လို့ရမှာဖြစ်ပါတယ်ကိုလူတို့အနေနဲ့ဒီမြန်မာငွေတိုက်ရိုက်မထုတ်ချေဖို့ကျွန်တော်တို့ခွိုင်လေးတွေစုပြီးတော့ဒီဘိုင်းနေနဲ့ပေါ့နော်ကျွန်တော်တို့ထုတ်ယူမယ်ဆိုရဲကိုလူတို့အနေနဲ့ဒေါ်လာပေါင်စည်းလေးတွေစားစီမဖြစ်ပါတယ်ဒီကျွန်တော်စီမလာရောက်တဲ့အခါမှာဆိုရဲဒေါ်လာပေါင်စည်းလေးတွေရစီမမဟုတ်ဘူးပေါ့နော်ကိုလူတို့အနေနဲ့ဒီအော် US squad လေးတွေကိုခဏိကွိုင်းစူပြီးတော့ကျွန်တော်တို့ကဒီ AC wallet ထဲကိုပျောက်ဆွေးမှတ်ပေါ့နော် AC wallet ထဲကနေကျွန်တော်တို့ကဒီ crypto exchange တွေဖြစ်တဲ့ Binance, Bybit, OKX, BK associated crypto wallet တွေကိုကျွန်တော်တို့ကပျောက်ဆွေးပြီးတော့ပတ်စံအလွယ်တကူထုတ်ယူလို့ရမှာဖြစ်ပါတယ်။ Okay ဒီမှာဆိုရင်ကျွန်တော်မှာဆိုရင် ပေါ့နော် AC wallet ထဲကိုကျွန်တော်အဝေထားတာလေးပဲဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီ robot ဆိုတဲ့ app လေးထဲကနေကျွန်တော်ဒီ AC wallet ထဲကို coin လေးတွေကျွန်တော်ပျောက်ဆွေး ွင့်ပြပေးမှာဖြစ်ပါတယ်။ဒီရရှိလာတဲ့ ROS ၄လေးတွေကိုကျွန်တော်တို့က AC ဝင်လက်ထဲကိုပြောင်းဆွေးမှာဖြစ်ပါတယ်။ဒီလိုပြောင်းဆွေးဖို့ဆိုရင်ကျွန်တော်တို့ကဒီမှာ gamma ROS ရနေရာလေးကိုတက်ချင်းနှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ဒီမှာကျွန်တော်တို့က 2AC wireless ရနေရာလေးကိုတက်ချင်းနှိပ်ပေးရမှာဖြစ်ပါတယ် ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ခံထားတဲ့ဒီမှာ password လေးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ရိုက်ထည့်ပေးလိုက်ပြီဆိုရင်ကိုလူတို့ကဒီနေရာလေးမှာတကယ်လို့ပေါ့နော်ဒီနေရာလေးမှာဒီ OOS ကွာကွိုက်ပြီးနေတဲ့အခါမှာဆိုရင်ကိုလူတို့အနေနဲ့ခေပေးဖို့ပေးတော့ ਨੇ ကျွန်တော်စီမှာလာချိန်လို့ရမှာပေါ့နော်တကယ်လို့ SC wallet ထဲကိုကျွန်တော်တို့ကပျောက်ဆွေးလိုက်ပြီဆိုရင် SC wallet အခြေချင်းကျွန်တော်တို့လွှဲပြောင်းမဲ့ဆိုရင် Fiji အနေနဲ့သူကပေးဆောင်ရမှာဖြစ်တာကြောင့်မလို့ပေါ့နော်ဒီကိုလူတို့က SC wallet ထဲကိုမပျောက် ောက်ဆွေးခင်မှာဒီနေရာလေးမှာကျွန်တော်တို့က OOS ဝပြီးနေပြီဆိုရင်ကျွန်တော်စီမှာဓာတ်ရိုက်လာထုတ်လို့ရမှာဖြစ်ပါတယ်ဒီထဲကောင်းနေကျွန်တော်တို့ကဒီ1 OOS လဲကျွန်တော်တို့ကမထုတ်ချင်ဘူး0.51ကိုကျွန်တော်တို့က NC wallet ထဲကိုပျောက်ဆွေးလို့ရမှာဖြစ်ပါတယ်အဲ0.51ပြီးသွားတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီ NC wallet ထဲကိုပျောက်ဆွေးလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်က NC wallet ထဲကိုပျောက်ဆွေးမှာမို့လို့ NC wallet အဖွဲထားတဲ့ Gmail လေးကိုကျွန်တော်ဒီမှာရိုက်ထည့်ပေးလိုက်မှာဖြစ်ပါတယ် โอเคကျွန်တော်ကဒီမှာဆိုရင် AC wall နဲ့အကောက်ဖိတ်ထားတဲ့ Gmail လေးကိုကျွန်တော်ရိုက်ထည့်ပေးလိုက်မှာဖြစ်ပါတယ်ပေါ့နော်ဒီ low box ဖိတ်ထားတဲ့ Gmail နဲ့ AC wall နဲ့ဖိတ်ထားတဲ့ Gmail မတူလဲရတယ်ပေါ့နော်ဒီလိုကျွန်တော်တို့က Gmail လေးကိုထည့်ပေးလိုက်ပါဒီအောက်က set OS ရဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ โอเคနေပြီးလိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီမှာ SEO လဲထဲကိုပေါ့နော်ကျွန်တော်တို့ရရှိလာတဲ့ဒီ ROI squire လေးတွေကပေါ့နော် SEO လဲထဲကိုပြောင်းဆွချင်းအောင်မြင်သွားပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ SEO လဲထဲကိုတစ်ချင်ဝယ်ကြည့်မှာပေါ့နော်ဒီ SEO လဲထဲကိုကျွန်တော်တို့တစ်ချင်ဝယ်လိုက်ပါဝယ်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာ robot squire လေးကပေါ့နော်ကျွန်တော်တို့ရဲ့ဒီ SEO လဲထဲကိုရရှိလာပြီပဲဖြစ်ပါတယ်ရရှိလာမရရှိလာဆိုတာလေးကိုကျွန်တော်တို့ကဒီမှာ history ဆိုရင်နေရာလေးကိုတစ်ချင်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက် စ်ဆွဲဒီများလေးမှာလည်းကျွန်တော်တို့ကလွယ်တကူဝယ်ကြည့်လို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင် ROS quite လေးတွေကကျွန်တော်ဒီ NC wallet ထဲကိုပေါ်တော့ complete ဆိုပြီးတော့ရောက်စီလာပြီးပဲဖြစ်ပါတယ် ဟုတ်ပြီဒီထဲကောင်းနေကျွန်တော်တို့က OS ကွယ်လေးတွေကို S wallet ထဲမှာအလွယ်တကူစုလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုကဆိုကျွန်တော်တို့ဒီမှာ local files နဲ့ကောင်းလေးကိုတစ်ချေဝေလိုက်ပါဒီကောင်းလေးကိုစတဲ့အတုပ်ပြူတဲ့သူတွေဆိုရင်လည်းပဲ Gmail account နဲ့အကောင့်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒီထဲကောင်းနေကျွန်တော်ကဒီမှာပေါ့နော်ရရှိလာတဲ့ OS ကွယ်လေးတွေကိုကျွန်တော်က S wallet ထဲကိုပျောက်ဆွေးမှာမို့လို့ဒီအောက်က gain my OS ဆွေးနေရာလေးကိုတစ်ချေနှိပ်ပေးလိုက်မှာဖြစ်ပါတယ်ကျွန်တော်တို့က 2S wallet ဆွေးနေရာလေးကိုတစ်ချေနှိပ်ပေးလိုက် လိုက်ပါကျွန်တော်တို့ထည့်ထားတဲ့ password လေးကိုတစ်ချိန်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကိုလူတို့အနေနဲ့ one os ပြီးတာနဲ့ကျွန်တော်စီမှာခေပေးဝယ်ပြီးတော့ねလာထုတ်လို့ရမှာဖြစ်ပါတယ်တကယ်လို့ nc wallet ထဲကိုပျောက်ဆွေးမဲ့ဆိုရင်လည်းပဲကျွန်တော်တို့ nc wallet ဖွင့်ထားတဲ့ gmail လေးကိုဒီနေရာလေးမှာရိုက်ထည့်ပြီးတော့ဒီအောက်က sales ဝင်နေရာလေးကိုတစ်ချိန်နှိပ်ပေးလိုက်ပါကျွန်တော်ကတော့ဒီမှာ nc wallet account ဖွင့်ထားတဲ့ဒီ gmail လေးကိုကျွန်တော်ရိုက်ထည့်ပေးလိုက်မှာဖြစ်ပါတယ် โอเคဒီလိုရိုက်ထက်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ set OOS ပြန်နေရာလေးကိုတက်ချင်းနှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီရာစီးလာတဲ့ OOS file လေးတွေကိုပေါ့နော် AC wallet ထက်ကိုတူကပျောက်ဆွေးသွားပြီပဲဖြစ်ပါလေโอเคကျွန်တော်တို့ရာစီးလာတဲ့ဒီ OOS file လေးတွေကို USD အနေနဲ့ကျွန်တော်တို့ပြန်ချိန်မယ်ပေါ့နော်ဒီလိုပြန်ချိန်ဖို့ဆိုရင်ကျွန်တော်အသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်ဒါကတော့ပေါ့နော်ကျွန်တော်ကဒီရာစီးလာတဲ့ mining ထက်ကရာစီးလာတဲ့ OOS file လေးတွေကို AC wallet ထက်ကိုပျောက်ဆွေးတဲ့ ီလန်လေးကိုပြောပြပေးခြင်းဖြစ်ပါတယ်။ AC ဝန်းလက်ထဲကနေ ကျွန်တော်တို့ရရှိလာတဲ့ဒီ OS ကလေးတွေကိုဒီ USDT အနေနဲ့ပြောင်းမယ်ပေါ့နော် USDT အနေနဲ့ရရှိလာပြီဆိုရင် ကျွန်တော်တို့က crypto exchange တွေဖြစ်တဲ့ Binance, Bybee, OKX, Bigat Associated နဲ့ crypto wallet တွေကိုကျွန်တော်တို့ကပတ်စပ်ပြန်ထုတ်မယ်ပေါ့နော်ကျွန်တော်ကတော့ဒီနေရာလေးမှာဒီ Binance နဲ့ကျွန်တော်ပတ်စပ်ပြန်ထုတ်ပေးသွားမှာဖြစ်ပါတယ် Binance နဲ့ပတ်စပ်ပြန်ထုတ်လို့ရတဲ့အခါမှာဆိုရင်ကိုလူတို့အနေနဲ့ဒီ KP, WeBitcoin နဲ့အလွယ်တကူ အမြန်မာငွေပြန်ထုတ်လို့ရမှာဖြစ်ပါတယ်။ Okay ကျွန်တော်ကဒီ SC wallet ထဲကရရှိလာတဲ့ဒီ AOS coin လေးတွေကိုဒီ USDT အနေနဲ့ပြောင်းမယ်ပေါ့နော်။ရရှိလာတဲ့ USDT လေးတွေကိုကျွန်တော်ကဒီ Binance account လေးထဲကိုပြောင်းဆွေပြပေးမှာဖြစ်ပါတယ်။ အဲကျွန်တော်ပေါ့နော်အရက်တစ်ခါကကျွန်တော်ထုတ်ထားတဲ့ပမာဏလေးကိုကိုလူတို့ကိုဆက်ခွေဆော်လင်းနဲ့ကျွန်တော်ပြပေးမှာဖြစ်ပါတယ်ဗီဒီယိုရဲ့နောက်ဆုံးမှာဆိုရင်လည်းပဲကျွန်တော်ငွေထုံးနီကိုဗီဒီယိုလေးကိုကိုလူတို့ကိုပြပေးသွားမှာဖြစ်ပါတယ် okay ဒီမှာဆွေပေါ့နော်ကျွန်တော်ကဆွေဒီကောင်လေးကဆွေကျွန်တော်အရက်ကထုတ်ထားတဲ့ဒီ USDT ပမာဏလေးပဲဖြစ်ပါတယ်ပေါ့နော် okay ကျွန်တော်တို့ကဒီအောက်မှာဆွေပေါ့နော်ရရှိလာတဲ့ OS ကလေးပို့ပေါ့နော်ကျွန်တော်မှာဆွေဒီမှာခနေတနမခနေ guy စပါအကျွန်တော်မှာဆွေပေါ့နော် ROS guy ခန နေတော်မှာခနစ် quality မှာဖြစ်ပါတယ်ဒီလိုရရှိလာတဲ့ ROS quality တွေကိုကျွန်တော်တို့ကဒီမှာ USDT အနေနဲ့ပြောင်းမယ်ပေါ့နော်ဒီလိုပြောင်းမယ်ဆိုရင်ကျွန်တော်တို့ကဒီဒီ ROS အဒီ ROS နေရာလေးကိုတချင်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီ ROS နေရာ ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင် OOS နေရာလေးကိုရောက်စီလာမှာဖြစ်ပါတယ်ရောက်လာပြီးဆိုရင်ဒီအောက်ကဆက် OOS နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီမှာဆိုရင်ကျွန်တော်တို့ရောက်စီလာတဲ့ OOS file လေးတွေကို USDT အနေနဲ့ပြောင်းမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်မှဆိုရင်ပေါ့နော်ခနေတနမခနေ OOS file ရောက်စီထားတာလေးပဲဖြစ်ပါတယ်ဒီထဲကနေကျွန်တော်တို့ကဒီ OOS file လေးတွေကနေ USDT ကိုပြောင်းမယ်ဆိုရင်ခနေ file အနေဆုံးစီထားဖို့တော့လိုမှာဖြစ်ပါတယ်ခနေ file ပြီးမှသာကျွန်တော်တို့က USDT အနေနဲ့ပြန်လည် ြောင်းလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရဲကျွန်တော်ကဒီခနေဓာတ်မခနေဆင်ဒီ ROI quality နေပြီးမို့လို့ပေါ့နော်ဒီထဲကနေကျွန်တော်က USD အနေနဲ့ပြောင်းပြပေးမှာဖြစ်ပါတယ်တကယ်လို့ကိုလူတို့က USD အနေနဲ့မပြောင်းချင်ဘူး BAB ကျွန်တော်တို့ USDC အစစီတဲ့ crypto အကျွန်တော်တို့ဒီကောင်လေးတွေနဲ့ပြောင်းမယ်ဆိုရင်ပေါ့နော်ဒီနေရာလေးမှာအလွယ်တကူပြောင်းလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာလေးမှာ USDT နဲ့ပဲပြောင်းပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်တဲ့ single ဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်ရရှိလာတဲ့ တဲ့ဒီ OS ကွယ်လေးတွေကိုအပေါ်မှာကျွန်တော်တို့ကဒီမှာ mesh ဆိုပြီးနေရာလေးကိုတချင်နေလိုက်မဲ့ဆိုရရှိလာတဲ့ OS ကွယ်လေးတွေဒီအကလကပေါ်တော့ကျွန်တော်တို့ဒီအပေါ်မှာသွားပေါ်ပေးมาဖြစ်ပါတယ်။ဒီအမဆွေရရှိလာတဲ့ဒီ USDT ဒေါ်လာလေးတွေကိုသူကပြပေးထားมาဖြစ်ပါတယ်။ဒီလိုကျွန်တော်တို့ကအဲဒီလိုပေါ်တော့ရရှိလာတဲ့ဒီပမာဏလေးတွေကိုရိုက်ထည့်ပေးလိုက်ပြီးဆိုရင်ဒီအောက်ကအချင်းဆွေနေရာလေးကိုတက်ချင်နေပေးလိုက်ပါ။ โอเคဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီနေရာလေးကိုရောက်လာမှာဖြစ်ပါတယ်ရောက်လာပြီဆိုရင်ကျွန်တော်တို့ကဒီမှာသူက ပေါ်တော့သူကပြထားခြေကဆိုရင်ကျွန်တော်တို့ ROS square လေးတွေကို USD အနေနဲ့သူကပြောင်းမယ်လို့ပြထားခြေပဲဖြစ်ပါလေပေါ်တော့ဒီအောင်မှာဆိုရင်ကျွန်တော်တို့ပေါ်တော့အဲ သူပေးထားတဲ့ဒီမှာ ASIN Wallet Fiji ကဆို0ပေါ့နော် Okay ဒီလိုပြောင်းမဲ့ဆိုရင်ကျွန်တော်တို့ကဒီ OS ကလေးတွေကနေ USDT ကိုပြောင်းမဲ့ဆိုရင်ဒီအောက်က exchange ဆိုတဲ့နေရာလေးကိုတက်ချင်နှိပ်ပေးလိုက်ပေါ့ Okay ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ပြောင်းချင်းကပေါ့နော်ဒီလိုအောင်မြင်သွားပါလိမ့်မယ်အောင်မြင်သွားပြီးဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကအမှတ်ချင်းလေးပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော် Okay ဒီလိုကျွန်တော်တို့က OS ကလေးတွေကို USDT အနေနဲ့ပြောင်းလဲပြီးသွားပြီးဆိုရင်နောက်ထပ်သင်္ကေတဆွဲပေါ့နော် ော်ဒီနေရာလေးကိုရောက်လာမှာဖြစ်ပါတယ်ရောက်လာပြီးဆွဲဒီမှာမြေသွေးရတဲ့အတိုက်ပေါ်တော့ UATT လေးတွေကဒီနေရာလေးကိုရောက်စီလာတာပဲဖြစ်ပါတယ် ROS နေရာမှာဆိုရဲ lower zero အနေနဲ့ဖြစ်သွားပြီးပဲဖြစ်ပါတယ်ဒီနေရာလေးမှာကျွန်တော်တို့ရောက်စီလာတဲ့ USTT လေးတွေကိုသူကပြပေးထားမှာဖြစ်ပါတယ် okay USTT ကနေကျွန်တော်တို့ကဘိုင်းနဲ့အကောင့်လေးထက်ကိုပြဆွေးမှတ်ပေါ့နော်ဘိုင်းနဲ့အကောင့်လေးထက်ကိုပြဆွေးမှတ်ဆိုရဲဒီ USTT အနေဒီ USTT အနေရာလေးကိုတစ်ချိန် နှိပ်ပေးလိုက်ပေါ့နော် ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ဒီထက်ကိုရောက်စီလာမှာဖြစ်ပါတယ်ရောက်လာပြီးဆိုရင်ကျွန်တော်တို့ကဒီမှာ10 USDT ဆိုရဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ဒီမှာသူကဒီပေါ်တော့ကျွန်တော်တို့ကို array တွေကိုထည့်ခိုင်းมาဖြစ်ပါတယ် array ထဲမှာဆိုရင်ကျွန်တော်တို့ကဒီမှာ train DRC နဲ့ဆက်ကိုမရွေးပဲနဲ့ကျွန်တော်တို့က BAB ကျွန်တော်တို့နှစ်ဆက်ကိုရွေးပေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့အဲ BAB ပေါ်တော့ smart chain ကျွန်တော်တို့ BEP နှစ်ဆက်ကိုရွေးပေးရမှာဖြစ်ပါတယ်ဒီ BEP နှစ်ဆက်ကိုကျွန်တော်တို့ ို့ရွေးပေးမှသာဒီပိုင်းတဲ့အကောင်လေးထက်ကိုပတ်ဆက်ပြောင်းထည့်ရမှာဆိုရဲ Fiji ကျွန်တော်တို့တိတ်တောက်မှာဖြစ်ပါတဲ့ပေါ့နော်ဒီ TRC 20နဲ့ကျွန်တော်တို့ကပြောင်းဆွေးမဆိုရဲ Fiji အနေနဲ့ပြီးဆောင်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာဆိုရင် BAP စမချိန်ဒီ BAP 20ကိုရွေးပေးလိုက်မှာဖြစ်ပါတယ်ဒီလိုရွေးပေးလိုက်ပြီးဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့က BAP 20ဆိုပြီးတော့ဒီမှာသူကပေါ်နေမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီ BAP စမချိန် BAP 20ကိုရွေးပေးရမှာဖြစ်ပါတယ် ရမှာဆိုအက်ဒရိတ်ကိုထပ်ပေးရမှာဖြစ်ပါတယ်ပေါ့နော်အက်ဒရိတ်ထဲမှာဆိုကျွန်တော်တို့ကဒီကျွန်တော်တို့ထုတ်ယူမဲ့ခလိတ်တို့ဝေါ်လက်ထဲကိုတစ်ချေဝေလိုက်ပေါ့နော်ကျွန်တော်ကတော့ဘိုင်းနေနဲ့ထုတ်ပြပြီးမှမို့လို့ဘိုင်းနေလေးကိုတစ်ချေဝေလိုက်ပါဖြစ်ပါတယ်โอเคဝေလိုက်ပြီးဆိုဒီညလေးမှာခဏလေးစားပြီးလာပေါ့နော် ခဏလေးစောက်ပြလိုက်ပြီးဆွဲဒီအောက်ကအဆက်ဆွဲနေရာလေးကိုတချင်နှဲပြလိုက်ပါဒီလိုနှဲပြလိုက်ပြီးဆွဲကျွန်တော်တို့ကဒီမှာဒီပိုဆဲဆွဲနေရာလေးကိုတချင်နှဲပြလိုက်ပါဒီလိုနှဲပြလိုက်ပြီးဆွဲဒီမှာကျွန်တော်တို့က USDT လေးကိုတချင်နှဲပြလိုက်ပါနှဲပြလိုက်ပြီးဆိုရဲကိုလူတို့အာ ငယ်ပေးလိုက်ပြီဆိုရယ်ပေါ့နော်ဒီနေရာလေးမှာကျွန်တော်တို့ကဒီ BEP 20ကိုရွေးပေးရမှာဖြစ်ပါတယ်ဒီ SC wallet ထဲမှာကျွန်တော်တို့ရွေးခဲ့တဲ့ဒီ BEP 20နဲ့ကျွန်တော်တို့ deposit you at rate ရဲ့ BEP 20ကိုကျွန်တော်တို့ကတူညီအောင်ထောက်ပေးရမှာဖြစ်ပါတယ်ဒီလိုတူညီပြီးဆိုရယ်ကျွန်တော်တို့ကဒီ BEP 20ကိုတစ်ချက်နှိပ်ပေးလိုက်ပါရရှိလာတဲ့ဒီမှာ at rate ကိုကျွန်တော်တို့က copy ယူပေးရမှာဖြစ်ပါတယ်ဒီမှာ deposit at rate ဆိုပြီးတော့ဒီကောက်လေးကိုကျွန်တော်တို့က copy ယူပေးလိုက်ပါ copy ယူပေးလိုက်ပြီးဆိုရင်အဲကျွန်တော်တို့က SC wallet ထဲကိုပြန် သွားမယ်ပေါ့နော် NC1 နဲ့တက်ကိုပြန်သွားလိုက်ပြီဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့က Android ကိုပေးချပေးရမှာဖြစ်ပါတယ် Okay ဒီလိုကျွန်တော်တို့ရရှိလာတဲ့ဒီ ad rate ကိုဒီညလေးမှာပေးချပေးလိုက်ပြီဆိုရင်ကိုလူတို့အနေနဲ့ဒီမှာကျွန်တော်တို့ထုတ်ယူမယ့်အမှောင်လေးကိုထပ်ပေးရမှာဖြစ်ပါလေဒီမှာကျွန်တော်တို့ထုတ်ဒီမှာကျွန်တော်တို့ထုတ်ယူမယ့်အမှောင်လေးကိုထပ်ပေးရမှာဖြစ်ပါတယ်ဒီအမှောင်လေးကိုထပ်ပေးလိုက်ပြီဆိုရင်ဒီအောက်က sales ဆိုတဲ့နေရာလေးကိုတစ်ချင်နှိပ်ပေးလိုက်ပါ

โอเคဆဲဆွေနေရာလေးကိုတက်ချင်းနှိပ်ပေးလိုက်ပြီဆိုရဲဒီနေရာလေးမှာကျွန်တော်တို့ကပေါ့နော်နေဝဲအနေနဲ့ဒီ BAB စမတ်ချိတ်ဆိုပြီးတော့ပြပေးထားမှာဖြစ်ပါတယ်အမောက်အနေနဲ့ကျွန်တော်တို့ရရှိလာမဲ့ပမာဏကဆွေဒီမှာခနေတတမခနေ USDT ပဲဖြစ်ပါတယ်နေဝဲ fee နေဆွေ0ပေါ့နော်တပြားမှာပေးစရာမလိုပါဘူး NC1 နဲ့ fee ချိုလဲကျွန်တော်တို့ဒီတပြားမှာပေးစရာမလိုပါဘူးပေါ့နော်တိုတက်အနေနဲ့ဒီမှာခနေတတမခနေ76 USDT ပဲဖြစ်ပါတယ်ဒီလိုကျွန်တော်တို့ကမှတ်ကန်ပြီးဆွေဒီအောက်က ဆဲဆွယ်နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကပေါ်တော့ဒီမှာ အဒီကောက်လေးကပေါ့နော်ကျွန်တော်တို့ဒီနှစ်စိတ်ခန့်အနေနဲ့အတုပ်ပြူပေးရမှာဖြစ်ပါတယ်နှစ်စိတ်ခန့်အနေနဲ့အတုပ်ပြူမဲ့ဆွဲကိုလူတို့ကဒီပေါ့နော်ကျွန်တော်တို့ဒီခေါ်ကဲကနေထုတ်လုပ်ထားတဲ့ဒီ available လို့မှာဖြစ်ပါတယ်ဒီကောက်လေးကိုကျွန်တော်တို့ကနှစ်စိတ်ခန့်အနေနဲ့အတုပ်ပြူပြီးတော့ဒီထဲကနေကျွန်တော်တို့ပတ်စံထုတ်ယူလို့အစီအပြေမှာဖြစ်ပါတယ် okay ဒီကျွန်တော်တို့နှစ်စိတ်ခန့်ကုတ်လေးကိုပေါ့နော်ကျွန်တော်တို့ဒီထပ်ပေးလိုက်ပြီးဆိုရဲပတ်စံထုတ်ယူချိန်ကဒီလိုအမှတ်ချေးလေးပြပြီးတော့ပေါ့နော်ဝင်လို့ဆိုပြီးတော့ပြပေးသွားမှာဖြစ်ပါတယ်ဒီလိုပြပေးသွားပြီးဆိုရဲ ျွန်တော်တို့ရဲ့ဒီဘိုင်းနဲ့အကောင့်လေးထက်ကိုဒီလိုစာလေးဝေလာမှာဖြစ်ပါတယ်ဝေလာပြီးဆိုရဲကိုလူတို့အနေနဲ့ပတ်စံထုတ်ယူချေကပေါ့နော်ဝင်လို့ complete ဆိုပြီးတော့ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ပတ်စံကပေါ့နော်ဘိုင်းနဲ့အကောင့်လေးထက်ကိုဒီလိုရောက်စီလာမှာဖြစ်ပါတယ် โอเคဒီမှာဆိုရပေါ့နော်ကျွန်တော်တို့ရအကောင့်လေးထဲကိုပတ်စာဝေလာကားဆိုရလောကတပြားတစ်ချမ်းမမလျော့ပဲနဲ့အတိရောက်စီလာမှာဖြစ်ပါတယ်ခနေတမခနေ76 USDT ပဲဖြစ်ပါလေโอเคဒီလိုနီးနဲ့ပေါ့နော်ကျွန်တော်တို့ကဒီဘိုင်းနဲ့အကောင့်လေးထဲကိုဒီမှာဆိုရကျွန်တော်တို့ရောက်စီလာတဲ့ပမာဏလေးပဲဖြစ်ပါတယ်ကိုလူတို့ကိုတည်တည်နဲ့တကွာကျွန်တော်ပြောပြပေးခြင်းဖြစ်ပါတယ်ပေါ့နော်လောကတရားရခိုင်နှုတ်ပြီးနေဆက်ဖြစ်ပြီးတော့ပတ်စာထိုးရမှာဆိုရလည်းပဲအခုထုတ်အခုကျွန်တော်တို့ရအကောင့်လေးထဲကိုပတ်စာကချစ်ချစ် complete ဆိုပြီးတော့ဒီ လိုရရှိလာမှာဖြစ်ပါတယ်။ Okay ဒီထက်ကနေကျွန်တော်တို့ဒီပတ်ဆက်ထုံးလို့မဆူးနိုင်တဲ့တူတွေဆိုရဲခနဲ့ OOSD မဆူးနိုင်တဲ့ကိုလူတို့အသွင်းဆိုရဲကျွန်တော်စီမာ KP ဝေပီတို့နဲ့1 OOSP တောင်နဲ့ပေါ့နော် SC ဝန်လက်ထဲကိုမပြောင်းဆွေးပယ်နဲ့ကျွန်တော်စီကိုတရင်စစ်တွယ်ပြီးတော့ KP ဝေပီတို့နဲ့လာထုံးလို့ရမှာဖြစ်ပါတယ်။ SC ဝန်လက်ထဲကိုပြောင်းဆွေးလိုက်ပြီးဆိုရဲကိုလူတို့အနေနဲ့ SC ဝန်လက်အချစ်ချင်းပတ်ဆက်လွဲမဲ့ဆိုရဲ Fiji အနေနဲ့ပြီးဆောင်ရမှာဖြစ်ပါတယ်။ဒီ mining လေးထဲကကျွန်တော်စီကိုတရင်လာ ရောက်မှဆိုရဲဘာဖီဂျီမှမပေးရပဲနဲ့ကျွန်တော်တို့ရစီလာတဲ့ ROS squire လေးတွေက အပြီးရစီမှာဖြစ်ပါတယ်။ Okay ဒီလောက်ဆိုရဲကိုလူတို့အနေနဲ့နားလည်သိစီမလို့ကျွန်တော်ထင်မိပါတယ်။နားမလည်လားစီရဲလည်းပဲကျွန်တော်ရဲ့ comment အောက်မှာအသေးစိတ်မေးမြန်းတောင်းလို့ရမှာဖြစ်ပါတယ်ပေါ့နော်။နောက်ထပ်ဗီဒီယိုမှာဒီလိုတရားရခိုင်နှုန်းပေးတဲ့ app တွေနဲ့တူကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်